ကျွန်တော်ဘာကောင်းမှမဟုတ်ဘူးဆိုရင်ကျွန်တော်ဘယ်သူမှတိုက်ခိုက်မှာမဟုတ်ဘူး။ဒီကြတယ်ကျွန်တော်ကနည်းနည်းဘာကောင်းမှမဟုတ်တယ်ကောင်မဟုတ်ဘူးတိုက်ခိုက်တာ။ဒါအမီဆိုးကိုဖမ်းဆီးသွားတယ်ဆိုတာမှန်ကန်ပါတယ်။69ရာရင်တော့နောက်ကိုမှန်ကန်နေပါရဲ့ရှင့်။သူ့ကိုမန္တလေးနေသားကြီးပြင်းတွင်မြို့ရက်ွက်တုံးမှာနေတဲ့ဒေါ်အေးတင်ကိုကနေပြီးတော့ပြုခွင့်ထားပါတယ်။ပြင်းတွင်မြို့မှာရဲစခန်းမှာ 6ရက်ကြီးနဲ့6ရက်ဆယ်လ2025ဟူးခွင့်ထားပါရှင့်ဒါကြောင့်ဒီအော်တိုဘားလာ၁၂ရက်နေ့မှာဆိုရင်တက်ဆန်အတောင်ရှိတဲ့သူတွေကရန်ကုန်ကဒေးစိတ်မှာပေါ့နော်တမီးဆိုဖမ်းဆီးလိုက်တယ်လို့ဝန်လေးလည်းတက်လာပါတယ်။မှန်ကန်မှုရှာကန်တော့လည်းပြေဝရှိပါတယ်ရှင့်။ကဲချစ်ပရိသတ်ကြီးများအားလုံးမင်္ဂလာပါ။စံပီ YouTube Reaction နဲ့တဖန်ပြန်လဲကျူဆူပါတယ်။ကဲဟုတ်ပြီကျွန်တော်ဒီနေ့ကျွန်တော်လုပ်တော့မယ် Video Reaction တွေရဘယ်သူတွေဖြစ်မလဲဘယ်သူတွေဟောင်းမလဲဘယ်သူတွေလောင်းမလဲဆိုတာကိုကျွန်တော်နဲ့အဆုံးထိပါလိုက်ပါကြည့်ရှုဖို့။ ဟေးခေါ်ချင်ပါတယ်ကဲ let's go မျိုးတွေကောင်းလုံးနဲ့နေခင်ပါဗျဒီနေ့ဟာစနေရက်ဆယ်လာပိုင်း2000 25ဖြစ်ပါတယ်ဗျဒီနေ့ကတော့မကွေးတိုင်းပခုတ်ကူခရိုင်နမခနေမီတဲ့ပေါ့နော်ပေါ့မြို့နယ်ဇီးပြားတေရော်ခိုင်း ပေါ်မြုံရဲ့တောင်ပိုင်းဆိုလို့ရှိရင်တက်ကုန်တစ်ချို့ကိုပြင်အောင်ဇီရုတ်ကွယ်ဒီရုတ်ကွယ်ပတ္တဆာရဲ့တကယ်ဒေါန်တော်မီအမာခံရွာတွေပေါ့တကယ်ကိုတတ္တိနဲ့တိုင်းပြည်ပေါ်မှာထားတဲ့စိတ်ဓာတ်ရောဘာမှကိုဆွေးကြမရှိပြောစရာမရှိဆိုတဲ့ပတ္တဆာရွာတွေလိုပဲပြောရမှာပါဗျာ ဘလောက်ပဲဒူတို့တွေဖြတ်တန်းတဲ့ဘဝခက်ခဲပါစေကြမ်းတမ်းပါစေဒူတို့တွေဟာရိတ်ခါဆိုဖြတ်လဲမှုဆိုလဲခဏခဏရင်ဆိုင်ရပါတယ်ခဏခဏရင်ဆိုင်ရပါတယ်ဒီခါလည်းဆိုရိတ်ခါအဆိုးဝါးဆုံးနေရာရှိကိုအဆိုးဝါးဆုံးဆိုတဲ့အနေအထားဒီကိုဖြစ်ပါတယ်နော်ဖြစ်ပါတယ်ဒကာကြီးတို့ကတော့ဇက်ကလေးကလွယ်တာပေါ့လက်နဲ့ပြန်အန်လိုက်ပေါ့မတိုက်ချေလက်နဲ့ပြန်ပေးလိုက်ပေါ့ဆိုစကလုံးနေနဲ့ ာတော့လဲဦးစင်းတော့မပြောရဲလို့မဟုတ်မပြောရဲလို့မဟုတ်နော်ဒကာကြီးတို့ပြောတဲ့ဇာတ်ကြီးခါတလေဆိုရင်နတ်သက်ကတာဝရှိလူကြီးတွေရောဒီရောတည့်ရဲ့လောက်တော့ပြန်မေးရမယ်ကိစ္စနေတာမေးရမယ်ကိစ္စနေအဲဦးစင်းတို့ဘာပြောချင်တာလဲဆိုလို့ရှိရင် ိုင်းတို့လည်းတီမာရေကဟိုတို့တော့ဒါခမရတေယောခိုင်းတို့ဇီးပြားတို့ဆိုလို့ရှိရင်ဘီလိုခမရတို့ဒီတက်နေရနေလိုက်ပဲနေရာဖြစ်မိုင်မီတာဘလောက်ထိတက်လုံးတို့လုံးလာပဲလုံးတော့မှလက်နဲ့ရတယ်လက်နဲ့တီးရတယ်အလောင်းနှလောင်းရတယ်လက်နဲ့လင်းငါလက်ရတယ်နော်ဒီမှာဆိုရင်ရွှေဘတွေနဲ့ကူလာရှိကူလာရွှေတို့ပေါ့ဗျာနော် မီဒူးစစ်တီဒါတောင်တောင်မီပဲတောင်တောင်မီပဲနော်အစာရရတော့ဖတ်မပြတော့ပါဘူးစာရဖတ်ပြနေလို့ရှိရင်ခင်ဗျားတို့စာရရကျွန်မဘာလိုလဲဆိုလို့ရှိရင်တူတူတွေစစ်လက်တိုက်ရဲတယ် PDF ကျမ်းဖက်ကိုလည်းတူတူဘလောက်ပဲတိုက်ရတဲ့ခြာရဲတယ်နော်ခြာရဲတယ်ဒါပဲနဲ့ဘာလိုအပ်နေရလဲ ရိတ်ခါရမ်းလိုအပ်နေပါပြီရိတ်ခါရမ်းလိုအပ်နေပါတယ်နော်အတေရောက်ခိုင်းလို့ဇီဘာလို့ဆိုလို့ရှိရင်မြစ်တုံစားရတယ်စီမပါပြောင်းပါလေအနေထားနော်ကျန်တဲ့ယူပါလေထိုနည်းပြူစော်ရဲ့ဘက်စင်ကုံတောင်ပြုတ်စားလို့ရတဲ့အနေထားမဟုတ်ဘူးနော်အဲ့နေ့ယူပါလေအထိုနည်းတူတာဗီရုစေးယူပါလေနော်ဗီရုစေးယူပါလေဒိခါဘာကြောင့်ဒီလောက်ထိမပို့နိုင်ရဘာကြောင့်ဒီလောက်ထိမတွားနိုင်ရတာလဲ နာမှုပေါ့ဒကာကြီးတို့မှလည်းအခက်ခဲတွေရှိတယ်ဆိုတော့နားလဲတယ်ခက်ခဲတွေရှိရဆိုတော့နားလဲတယ်အဲ့တော့လူရင်းတူရင်းပြောကြနေတာကပေါ့မြွနဲ့ပရသဗီရုစစ်တီရွာတွေဒိတ်ခေါ်ရောက်အောင်ပို့ပြပါဒိတ်ခေါ်ရောက်အောင်လုပ်ပြပါဒီချိန်မှာစိတ်ဓာတ်ပိုင်းနေမြင့်တင်မှုရမ်းလို့တယ်စိတ်ဓာတ်တွေရမ်းတက်ကြွလို့တယ်နော်တက်ကြွလို့တယ်ခင်ဗျားတို့ ကြည်ပါအခုဆိုလို့ရှိရင်ဒီတိုင်းနာခင်ဗျားတို့ပြစ်ထားအောင်မယ်ဆိုလို့ရှိရင်ပေါ့မြို့ဒီရောလေးမြို့ရဲ့အဝင်ပေါ့ကံကောသောထီလင်းနော်တောက်ထုဒီမြို့ရဲ့အဝင်ပေါ့ပေါ့မြို့ဒီနော်ရောလေးမြို့ရဲ့အဝင်ပေါ့ကြီးအဲ့ဒီခင်ဗျားတို့ ောက်ထူတို့မင်းတက်တို့ဟိုဘက်ဆိုကံဘက်လက်ကံဘက်လက်ဆိုလို့ဟိုဘက်ဆိုရခိုင်ရိုးမရခိုင်ရိုးမအတိုင်းမှာခုတဖြည်းဖြည်းနဲ့သူတို့တွေအေးတွေဟာနော်သူတို့ကဝင်ရတဲ့နေရာတိုင်းဝင်လုံးမှာပဲရတဲ့နေရာတိုင်းဝင်ချမှာပဲအဲ့တော့ကိုယ့်ဘက်ကလည်းအင်အားတောင်းဖို့လိုတယ်စိတ်ဓာတ်ပိုင်းတက်ကြွကိုအရန်လိုအပ်တယ်အရန်လိုအပ်တယ်နော်တော်တော်ကြီးကိုဒါတွေကလိုအပ်တဲ့အရာတွေ ီလူစစ်တွေညံ့များမွေးကိုယာကြည့်ပြင်လို့ဆိုလို့ရှိရင်လဲဟုတ်လားပြီလူစစ်အင်အားတောင့်မယ်လက်နဲ့လက်နဲ့ကပြီလူစစ်တိုင်းမကင်နိုင်ဘူးပြီလူစစ်တိုင်းမကင်နိုင်ဘူးတော့လဲတော့ပေါ့ဖို့လိုတယ်နော်အားလေဦးစင်းတော့ပြောချင်ဘူးခါလေမပြောချင်ဘူးနော်အဲ့တော့ခါလေးဒီလိုပြောရင်ခင်ဗျားတို့မကြိုက်ဘူးဆိုရလဲတည်တယ်ခင်ဗျားတို့မကြိုက်ဘူးဆိုရလဲတည်တယ်ဒါနဲ့ပြောပြမှာဒါတွေက နေပြည်တော်မှာရှိတဲ့လူကြီးတွေမတည်ဘူးလူကြီးတွေတာဝန်ရှိလူကြီးတွေမတည်ဘူးကာကြော်ကြီးလည်းမတည်ဘူးဒူးကြော်ကြီးလည်းမတည်ဘူးပြည်ထရေးလူကြီးတွေလည်းလုံးဝမတည်ဘူးနော်လုံးဝမတည်ဘူးမတည်တဲ့အရာတွေတိုင်မူကြီးလည်းနမကတိုင်မူကြီးလည်းလုတ်ပါတယ်လုတ်ပါတယ်ဒါကြီးလုံဆောင်ချက်တွေလည်းကောင်းပါတယ်အောင်ဝဲအလီလီလည်းထိုက်ရပါတယ်နော်ခင်ဗျားလည်းစကြဝဠာတွေမင်းမဟုတ်တော့လက်ညှိုးညွံ့ရရေးမဖြစ်တော့ လိုအပ်ချက်ကတော့ရှိမှာပေါ့အဲ့ဥစဉ်တို့ကလည်းအဲ့ဟာကိုလိုအပ်ချက်တွေကိုဥစဉ်ထောက်ပြမှာဥစဉ်တို့ရဲ့အလုပ်ဥစဉ်တို့ရဲ့အလုပ်နော်ဒီဒုစရေရွာတွေလိုအပ်တဲ့ရွာတွေမှာထောက်ပြတယ်သူတို့ကလည်းရှင်းရှင်းပဲဖုံးဖုံးတပြည့်တော်မှာအားကိုးစရာဆိုလို့ဖုံးကြီးတစ်ပါးပဲရှိတယ်ဖေဟာတဲ့ဖုံးကြီးတစ်ပါးပဲရှိရတယ်ဒီဒုစရေကတပြည့်တော်စစ်တဲ့အမှလည်းမကြောက်ပါဘူးဖေဟာတရားမှလည်းမကြောက်ပါဘူးဖေဟာတဲ့ဒီရိတ်ခါအတွက်လုံလောက်လို့ရှင်ကလေးတွေဖိုးဖွားရရရပါပြီဖေဟာတဲ့ ကဲသူတို့ကလည်းကန်းကုန်နေပြီသူတို့ကလည်းအားကိုးစရာဥစဉ်ဥစဉ်ကလည်းအားကိုးစရာဆိုဒီပဇတ်ဆက်ပြီးကပဲရှိတယ်နော်အဲ့တော့ဥစဉ်ရဲ့ပို့တာဝန်ရှိပုဂ္ဂိုလ်များလူကြီးမင်းများနော်ပေါင်းမျိုးမကွေးတိုင်းမှာရှိတဲ့ဝင်းကြီးချုပ်နော်နောက်ထပ်အခုတ်ကူပါနော်မကွေးရဲ့ကိုယ်စားလှယ်မကွေးတိုင်းမှာအရွေးခံမဲ့အမတ်လောင်းနေအမတ်လောင်းနေရောနော် ါလေးကိုအတတ်နိုင်ဆုံးကူညီပေးဖို့အတတ်နိုင်ဆုံးလူကြီးတွေနားကိုပေါက်ဖို့အတွက်ကိုဆောင်ရွက်ပေးပါလို့ပေါက်ကိုတော့ပေါ့မြို့နယ်ပြည်သူစစ်တရဲကိုစားပေါ့မြို့နယ်ဗတ္တဆာတရဲကိုစားပေါ့မြို့နယ်ရဲ့ပါရမီရှင်ရွှေဘတွေเนาะရဲ့ကိုစားပေါ့ဗျာရွှေရွှေဘတွေရဲ့ကိုစားကိုလာရွှေတို့ရဲ့ကိုစားเนาะပေါ့ပေါ့ကိုတော်ကနေမှာเนาะအနုအညွတ်မေတ္တာရက်ခံ တောင်းဆိုပါတယ်ဗျာအားလုံးတာပါပဲဗျာကျမချစ်ရတဲ့မိဘပြည်သူတွေကကျမကိုပေါ့နော်အခု online ဆယ်လီတမိဆိုတဲ့ဖန်းစီခံရတာတကယ်လားဆိုလာမေးပါတယ်အဲ့တော့ကျမသိရတဲ့သတင်းလေးကိုပြောပြပါမယ်ရှင်တမိဆိုကိုဖန်းစီသွားတယ်ဆိုတာမှန်ကန်ပါတယ်69ရာခိုင်နှုန်းကိုမှန်ကန်နေပါတယ်ရှင်သူ့ကိုမန္တလေးကနေတာကြီးပြည်ဦးလွင်မြို့ရက်ွက်တုံးမှာနေတဲ့ဒေါအေးတင်ကိုကနေပြီးတော့မှုဖွင့်ထားပါတယ်ပြည်ဦးလွင်မြို့မှာရဲစခန်းမှာ66ကကြီးနဲ့610လ2025မှုဖွင့်ထားပါတယ်ရှင် ဒါကြောင့်ဒီအော်တိုဘားလာ၁၂ရက်နေ့မှာဆိုရင်တက်ဆန်အတောင်ရှိတဲ့သူတွေကရန်ကုန်ကဒိတ်စိတ်မှာပေါ့နော်။တမီးဆိုဖမ်းဆီးလိုက်တယ်လို့သတင်းလေးလည်းတက်လာပါတယ်။မှန်ကန်မှုရှာကိုင်းတော့လည်းပြေဝရှိပါရဲ့ရှင်။ဒီတော့တမီးဆိုဖမ်းဆီးသွားရဖြစ်တဲ့အတွက်သူ့ကိုစစ်ဆေးရေးယူရမယ့်ကိစ္စတွေရှိလာမှာပေါ့နော်။ဒါ့အပြင် သူလုခဲ့တဲ့ကိစ္စတွေမှာလည်းတော်တော်ညီစွန်းတဲ့ကိစ္စတွေပါနေရဲ့ရှင်။ကျွန်မလေ့လာမိတော့ပေါ့နော်။တက်မတော်စော်ကားပြောဆိုတာတွေတက်မတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘူဂျုံမူကြီးရဲ့ဇနီးတွေကိုစော်ကားပြောဆိုတာတွေ ။ဒါပြေတော့အေတင်ကိုပေါ့နော်သူ့အနေနဲ့တက်ဖြတ်ဖို့ထီတော်မှပီတက်တူသူမောင်လေးမောင်လေးလို့ပြောပြီးတက်ခိုင်းတဲ့ပုံစံမျိုးကြီးပေါ့နော်အဲ့လိုမျိုးပြောဆိုတာတွေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့လူပညာရှင်တွေရဲ့အိမ်အောင်ရေးကိစ္စတွေလူမျိုးရေးကိစ္စတွေကိုသူ့စိတ်ထင်တိုင်းပေါ့နော်သူများဘဝဟုတ်လားမသိမဟုတ်လားမသိအဲ့လိုမျိုးပြောဆိုတာတွေလုံးဆောင်ခဲ့တိုင်းတော်တော်များတယ်ရှင့်သူစိတ်လေးဖြစ်ခဲ့တဲ့တက်တန်းတစ်ချောင်းမှာသူများရဲ့ဘဝတွေပေါ့နော်သူ့ပစ္စတ်ထင်မှာထင်ရမြင်ရရှောက်ပြောခဲ့တဲ့အချိန်တွေကအများများလာဆိုတော့လေနောက်တဲ့ဘဏ္ဍမှုတော်မှာ သူ့စီကိုတက်လာအောင်မလဲဆိုတာကလည်းသူ့အနေနဲ့ယုံကြည်ဟိုဥစားပေါ်ရင်ခုန်မျောလင့်နေလို့ရတဲ့အခြေအနေဖြစ်နေတာပေါ့ပြီးတော့မတ်အီတင်ကိုနဲ့ဖြစ်တဲ့ကိစ္စမှာဆိုတော့အဲ့လိုပဲဖြူဟာမူးဆိုရဲပုပ်ကိုတယောက်ကိုပါဆွဲထည့်ပြီးတော့မတ်အီတင်ကိုကဒီဖြူဟာမူးနဲ့ဖောက်ပြန်နေတယ်လို့လို့ပတ်စံနေယူထားတယ်လို့လို့စီကံဖောက်ပြတ်တယ်လို့မျိုးတွေပေါ့နော်စိတ်ထင်ရပြောဆိုခဲ့တာသူကအဲ့အချိန်တော့အမေရိကန်မှာနေထိုင်တာဆိုတော့သူ့စိတ်ထင်မှာမြန်မာနိုင်ငံဘယ်တော့မှပြန်လာစရာမလိုဘူးငါစိတ်ကြပြောလို့ရတယ်ဆိုတော့ပုံစံမျိုးများတွေးနေရလားမသိဘူးပေါ့နော်ဒါလေးကတော့တန်ခမ်းစာယူစရာပဲနော် ိုကပြေးပါရောက်နေရဲဆိုတာနဲ့မြန်မာနိုင်ငံမှာရှိရတဲ့သူတွေကိုစိတ်ထင်တိုင်းပြောခဲ့တဲ့သူတွေအတွက်ကတော့ဒါကသတိပေးခေါင်းလောင်ထိုးလိုက်တာပဲလူချင်းမင်းတို့ကနိုင်ငံခြားရောက်နေရဲဆိုပြီးတော့လူတွေကိုစော်ကားမော်ကားပြောဆိုနေတာရှိလို့ရှင်သိပြုစင်ညင်ကြပါတော့နော်မြန်မာပြည်ပြောင်းလာတဲ့အချိန်ကြလို့ရှင်မြမမြေကိုနင်းတာနဲ့တရားဆွဲပြီးတော့အမှုခွင့်မဲ့သူတွေအများရှိနေမကောင်းလေဟုတ်တယ်မလားအဲ့လိုအခြေအနေမျိုးဒီသမီးဆိုးဆိုမျိုးသမီးကကြုံသွားတာဖြစ်ပါတယ်ဘယ်ဖြစ်အမှုတွေကတော့ဖြစ်သွားပြီဆိုကျွန်မတို့ကတန်ခမ်းစာရှူစရာပဲရှိရဆိုတော့လေတန်ခမ်းစာရှူပေါ့စကားလေးတစ်ခုရှိရလေ လူကိုချစ်စရာလဲဒီနှုတ်ပဲလူကိုမုန်းစရာလဲဒီနှုတ်ပဲတဲ့ဒါကြောင့်ကိုယ့်ရဲ့နှုတ်ဖြားထွက်တဲ့စကားလုံးနာကိုစင်ကြင်မှာကိုနဲ့ကြုံကြိုက်လာလို့ပြဿနာဖြစ်တဲ့ဆိုတော့မှသူများရဲ့ personal ကိစ္စအောင်မစီမဆိုင်မဲနဲ့စော်ကားပြောဆိုတဲ့အကျင့်တွေကိုဖျောက်ပါစမောက်နိုင်ငံမှာနာမည်ကြီးရဲ့အမျိုးသမီးတွေအဲ့လိုမျိုးအကျင့်တွေကိုရှေ့ရနေရှေ့ဆောင်လမ်းပြလုပ်ပြရလေ ရှေ့ဆောင်နွားလားဖြောက်ဖြောက်သွားမှနောက်ကနွားတိုက်ဖြောက်ဖြောက်လိုက်တယ်ဆိုတဲ့စကားလိုပေါ့ချုပ်လူငယ်တန်းအိတ်ဆဲလီကြီးကြည့်ပြီးတော့တုခိုးကြတယ်။သူများတွေကငါတို့စိတ်ကြိုက်စော်ကားလိုက်လို့ရတယ်ဆိုတဲ့အတွေးတွေပေါ့နော်မဟုတ်ဘူးမှားနေရအဲ့ဒါလုံးဝမှားနေသူတို့ဘာပေါ့အောင်စော်ကားပိုင်ခွင့်မသူ့မှာမှမရှိဘူး။ကို့စော်ကားလိုက်ရင် ကိုခံနိုင်လားဆိုတာရင်စင်းစားဆဲလီတန်းအဲ့လိုမျိုးတွေမယိုင်းနဲ့လောက်ရက်တွေလောက်ပြတာလေသူတို့ကလိုက်တွေလွှင့်အရှိရနေပြီးတော့ရှေ့ဆောင်လမ်းပြကြီးတွေတင်မှဟာတယ်သူများရဲ့ စက်ချောင်းနေဘွားစက်ချောင်းနေဟုတ်လားမသိမဟုတ်လားမသိခြေကားပြောဆိုတာတာဟုတ်လားမသိကိုယ်သတင်းလာပေးရသူကပေးတဲ့သတင်းမှန်လားမသိမမှန်လားမသိစာကြည့်ထောင်းပြီးတော့ပောက်ကဲသူများဘွားကိုထင်ရမြင်ရစွတ်ပြောခဲ့တဲ့သူတွေအဲဒါသတိပြုစရာအမှုတွေပဲကိုလို့သူများအားလုံးကိုယ်စီပဲရောက်မှာဒါလေးကိုစင်ကြင်ကြဖို့အတွက်သမီးဆိုကလမ်းပြသွားတယ်လို့ပဲသတ်မှတ်လိုက်ကြပါရှင့်မင်္ဂလာပါဒီနေ့အောက်တိုဘာ12ရက်နေ့ငွေနေ့ လူတွေလည်းမနာပါဘူးဗျာလည်းလှုပ်ရှားအဲ့တော့ကျွန်တော်ဘာကောင်မှမဟုတ်ဘူးဆိုရင်ကျွန်တော်ဘယ်သူမှတိုက်ခိုက်မှာမဟုတ်ဘူးဗျာတေးကြတယ်ကျွန်တော်ကနည်းနည်းဘာကောင်မှမဟုတ်တဲ့ကောင်မဟုတ်လို့ကျွန်တော်တိုက်ခိုက်ခံရတော့ဒါပါပဲအဲ့တော့ဟိုလူကဟိုကပြောဒီလူကဒီဟာပြော ပြောနေကြတယ်ဆိုတာသူတို့ထက်ကျွန်တော်ဟာသူတို့မလုံနိုင်တာကိုကျွန်တော်လုံနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တိုက်ခိုက်တယ်ကျွန်တော်အဲ့လိုပဲမြင်တယ်အဲ့တော့ဟိုပြောဒီပြောပြောနေတဲ့လူတွေအဲကျွန်တော်သူတို့ကသူတို့ဖြစ်စေချင်တာကိုသူကပြောနေကြတာပေါ့ဗျာနော်အဲအဲကျွန်တော်ဂရုမစိုက်ပါဘူးကိုလုံကိုလုံကျွန်တော်ဥလားဆွေသည်အကျင့်ပြချစားဖို့မရှိဘူး ကားမေးကြီးမရှိဘူးနေပြီးတော့မှအစိုးအချပေးတဲ့မြေခွက်မရှိဘူးဟိုးဖုံးကတ်တွေပေါ်လာခါစားတော့မှစင်ကတ်တစ်ခုတောင်မရဘူးလူများတွေဟိုရဟိုရဒီရရနေချိန်မှာမရဘူးဘာလို့ဆိုတော့အဲ့ဒါတော့တောင်းအောင်မရှက်လို့ အဲ့လိုလူမျိုးတချို့ကပြောတဲ့ဥလားစွေရဒီလိုဒီလိုတွေလုံဒီလိုစစ်တပ်ထဲမှာမကြီးပွားတာဟာစစ်တပ်ထဲဝင်နေတော့ကြီးပွားခြင်းလို့ဝင်တာမဟုတ်ဘူးစစ်တိုက်ဖို့ဝင်တာဖိုက်တာပဲနော်ကျွန်တော်တို့ပါတီဥက္ကဋ္ဌကြီးပြောတယ်နိုင်ငံရေးသမားကောင်းမှနိုင်ငံကောင်းမြည်တဲ့ဟဲ့ကောင်းမွန်တဲ့နိုင်ငံရေးသမားတယောက်ဖြစ်အောင်ကြိုးစားပါ အားလုံးနိုင်ငံ ရေးမှာအတူတူရိုးသားစွာရှင်ပြိုင်ပြီးတော့လွှတ်တော်ထဲမှာစုံကြရအောင်တရားတော်တိုက်ခိုက်တာ၄ဟုတ်လားခုကပါတီလေး6ခုပဲကျွန်တော်ဗျာဒီ6ခုကကျွန်တော်ထွက်တာနဲ့နောက်ကနေဆိုင်ကင်နဲ့လိုက်တော့တာဗျာဒီလူဘာလုပ်လဲဆိုလူဂျုံဘောဖမ်းမလို့အဲ့ပါတီရှိရဗျာကျွန်တော်နာမည်တော့မပြောဘူးနည်းနည်းလွန်လာရင်တော့ပြောပါဦးခုကျွန်တော်သွားရတယ်သွားသွားပြန်ပြီဟိုနေရာထိုင်ထိုင်များပြီး စကားပြောပြောပြမိအဲ့လိုဖြစ်နေတာအဲ့ဒါတွေတော့ခင်ဗျားတို့မညောင်းဘူးလားဗျာနောက်ကလဲရတယ်တခါတပ်ပုတ်ရိုက်ထားအောင်အဲ့ဒါလည်းလာပြောတာလေးစားလက်လက်ချအလင်းဝင်ပြည်သူတွေနဲ့ပူအောင်ဖို့အချိန်တန်းပြီလက်လက်